ဟမ်မာတွေကိုအင်ကွင်း Emirates မှာတီးထုတ်ခဲ့တဲ့ Ghana Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုခင်းစတာဖူဘောရှူအနေချိုးသွားရခင်ဗျာကျွန်တော်ဒီခါမှာ Arsenal ရဲ့ Watson တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review ကိုလုပ်သွားကြပါတယ်ဆိုတော့ကျွန်တော်ပွဲချိန်ပြီးပြန်ကြည့်နေတဲ့အတွက်ကြောင့်ဒီ review လေးကအနေငယ်နောက်ကျသွားတဲ့အတွက် iPhone တွေကိုတောင်းပန်ပါတယ်လို့အရင်ပြောပြရသည် highlight အရှိကြည့်ပြီးဗျာပြောလို့ရတယ်ဆိုပေမဲ့တချို့အမှုစိတ်တဲ့အပိုင်းတွေကြတော့ကျွန်တော်ကပွဲချိန်အစာဆုံးပြန်ကြည့်မှအဆင်ပြေလိမ့်မယ်အဲ့အတွက်ကြောင့်ကျွန်တော်အစာဆုံးပြန်ကြည့်နေလို့အနေငယ်နောက်ကျတာပါကဲဒါပါအဲ့တော့အရင်ဆုံးပြောချင်တာ Nuno Santo ဒီခြင်တဲ့ပုံကူတယောက်တော့မဟုတ်ဘူး Grian Porter ရဲ့ဘာဖြစ်ခြင်းနေမဲမသိတဲ့ Watson အသင်းရဲ့ကစားပုံကိုရည်ရွယ်ချက်ပြပြတသားပေါ်လွင်စေခဲ့တယ် Grian Porter ကိုလည်းကျွန်တော်ကဟိုမကောင်းပြောတာမဟုတ်ဘူးဒါပေမဲ့ Porter ဲ့လိုအတင်းတင်းကိုအောင်မြင်ဖို့အတွက် အချိန်ယူရမှာဗျဒါမဲ့သူ့မှာအချိန်မရှိဘူး Brighton ကို Graham Potter တီထောင်ခဲ့တဲ့အချိန်ကာလတော့အချိန်အများကြီးရတယ်သူကဟိုဘောပုဒ်ရှင်အတာယူပြီးကစားတတ်တဲ့နီးပြတဲ့ရတိုးတော့အခုသူကင်တွေတဲ့အတင်းတွေကသူ့အချိန်မပေးတဲ့အတင်းတွေကြီးပဲ Chelsea အခု Watson ပြောချင်တာအရင်က Watson ရဲ့ကစားပုံက Graham Potter လက်အောက်မှာတပုဒ်ရှင်အတာယူမှာလားဒါမို့ခန့်စစ်ကိုပဲကစားမှာလားကောင်တာအတက်တီကိုအားပြုမှာလား ိကျသေးကြရတဲ့အဖြစ်မရှိဘူး။အညူနိုဆန်တိုကျတော့သေကြတယ်။ငါတို့အာစနယ်ကိုခံစစ်ကစားဖို့သေချကစားမယ်။အပြီးရင်ကောင်တာအတက်တွေကနေဂိုးရဖို့အတွက်အားပြုမယ်။ခံစစ်ကစားတဲ့အခြေအနေမျိုးမှာလည်းလုံးဝဟိုရိုးဤနေတယ်ဗျာဖင်ပိတ်ပြီးစောတဲ့ကစားကွက်မျိုးမဟုတ်ဘူး။ defensive line ကို bounce တဲ့ထက်ပြီးရင် midfield line ကို bounce တဲ့ထက်ပြီးတော့ low block ဆက်ဆံအာစနယ်ကိုသွားကစားလို့မရအောင်။အဲ့ဒါဆိုရင်အာတီတာ sub play နဲ့ကစားလိုက်မယ်။ဒါကိုသိတဲ့အခါကျတော့ defensive deep block ကစားတယ်ဒါအသင်းတွေကိုအကောင်းဆုံးဒုက္ခပေးတဲ့ပုံသဏ္ဍာန်ပဲပြီးခဲ့တဲ့ဘောလုံးရသည်က Pep Guardiola အသင်းငယ်တွေနဲ့တွေ့တိုင်းခံရတာအဲ့ဒီပုံသဏ္ဍာန်ကြောင့်ဘာကြောင့်လဲဆိုတော့အသင်းတော်တော်များအဲ့ဒီပြိုင်ဘက်အသင်းရဲ့ဒီ defensive line နဲ့အဲ sorry ဒီဒီ defensive တပ်ပေါ့နော် defensive တပ်နဲ့ middle တပ်ကြားတဲ့က between the lines တွေ pocket area တွေမှာဂိုးရဖို့အတွက်အားပြုတယ်အဲ့ဒီနေရာတွေကလည်းဂိုးရဖို့အားကောင်းဆုံးနေရာတွေပဲ half space တွေလည်းရှိတယ်ဗျာစုံဆက်လေးလည်းရှိတယ်ဒီနေရာတွေကိုလုံးဝခက်စစ်တန်းနဲ့ကွင်းလည်တန်းကို ညှက်ပူးညှက်ပိတ် free space နဲတဲ့နဲအောင်ကစားလိုက်တဲ့အချိန်မှာကိုရဖို့အတွက်တော်တော်လေးခက်ခဲသွားတယ်။အဲ့ဒီပုံတံတန်မျိုးပဲညူနိုဆန်တိုတဲလာတာပါ။ဒီတော့ကြောင့်ဝါဆန်ရဲ့ပုံတံပြီးခဲ့တဲ့ဘောလုံးဟိုပွဲစဉ်တွေအထက်ပို့ပြီးတော့တိကျပြတ်သားတဲ့ရွယ်ချက်မျိုးတွေ့လာရလို့ကျွန်တော်ပြောတာပါ။အာစနယ်မဟုတ်ပဲတခြားသောအသင်းတစ်သင်းဆိုရင်တော်တော်လေးကစားခက်မှာပါ။ဒါပေမဲ့အာစနယ်ဒီအဲ့လိုအသင်းမျိုးတစ်သင်းလုံးစီးပိုင်ပြီးတော့ကစားသွားနိုင်တယ်။ဒါကဝါဆန်အသင်းတက် လူစင်းအခင်းချင်းရအောင်ဘျူဟာအခင်းချင်းမိုင်းအရာကိုခေါင်းနှလုံးပုံမြင့်သွားတဲ့သဘောမျိုးပါပြောချင်တာဗျညနိုဆန်တိုမညံ့ဘူးဒါအာတီတာတို့အာစနယ်ကစားသမားတွေကိုယ်တိုင်ရအောင်တကယ်ကိုကောင်းလို့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့နိုင်တဲ့အခါမှာလဲအာတီတာကကျွန်တော်လို့ဂိုးပဲသွင်းမယ်ပိုဆက်ရှင်တွေပဲအသာကြီးယူရမယ်မဟုတ်ဘူး out of position ရဲ့ positioning ကိုလည်းဥသာပေးတယ်လို့ဒါ in position ရဲ့ positioning ကိုလည်းဥသာပေးတယ်ဆိုလို့ကျွန်တော် ခံစစ်ကစားတဲ့အချိန်မှာတိုက်စစ်ကစားတဲ့အချိန်မှာဒီနေရာလွတ်တွေကိုရအောင်ရှာဖွေတဲ့ပုံစံမျိုးကိုအသုံးပြုလာတယ်။ဒီနေရာမှာ imposition ကတော့ကျွန်တော်တို့မြင်နေကြပဲ။ဘယ်ကစားသမားတွေကဘယ်လိုကစားတယ်။မစကာ wing forward ထွက်ပြီးတော့ကစားတယ်။အာကျွန်တော် Martin Odigas ဆိုရင်နေရာလွတ်တွေရှာဖွေပြီးတာအရင်ကောင်းတယ်။သူပေးတဲ့ passes တွေကကိုယ်ကစားသမားတွေအတွက်တကယ်ကိုထိရောက်တဲ့ဘောလုံး ဟို delivery တွေကိုလက်ခံရရှိစေတယ်ပေါ့နော်ဒါကျွန်တော်တို့ imposition မှာမြင်ရတဲ့ arsenal တင်းရဲ့ပုံစံတွေအားလုံးလည်းသိမယ်လို့ထင်တယ်တိုးတော့ကျွန်တော်အခုဒီပွဲတွေမှာအဓိကသဘောကျခဲ့တယ်အဲ့ out of position တွေမှာ arsenal ရဲ့အရွေ့တွေတော်တော်လေးကောင်းတယ်အဲ့တော့ဒီနှစ်ဘောလုံးရသေးမှာ arsenal ရဲ့ခံစစ်ကစားပုံက level အနေအထားတစ်ခုအဲ့အဲ့ဒီ usage တုံးလို့မရတော့ဘူး level အနေအထားတစ်ခုမဟုတ်တော့သူကဟိုကဘာအဆင့်တစ်ဆင့်ကိုရောက်လာတယ်ပေါ့နော်ကဘာအဆင့်ဆိုတာကတော့ကြီးကျယ်ပြောတာတော့မဟုတ်ပါဘူးဒါဘောလုံးလောကမှာဆိုရင်ဥရောပဘောလုံးလောက ကဘာအဆင်မြင့်တော့မယ်လေအဲ့တော့ချန်ပီယံလိမှာပါ level တစ်ခုရှိရဆိုတော့သဘောမျိုးပြောတာဖြစ်ပါတယ်ဒီတစ်ကြောင်ဒီနှစ်ဘောလုံးရဒီမှာအာဆင်အသင်းဒီ open play ရနေနော်ပေးလိုက်ရတဲ့ goal ကတော်တော်လေးနဲတယ်သူတို့အတင်ကို goal တွင်းဖို့ဆိုတာတိတ်ပြီးမလွယ်ကူတော့ဘူးဒါ၄ဒီဘောလုံးမရှိတဲ့အချိန်ခံစစ်ကစားတဲ့နေရာမှာနေရာယူပုံတွေကောင်းမွန်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းပေါ့နော်အာဆင်အသင်းရဒီနှစ်ဘောလုံးရဒီမှာ ဒါ Clafiori ဘာကြောင့် Louis Kelly ထက်ပိုပြီးတော့နေရာရလာတယ်လဲဆိုရဲအပိုင်းကိုခုနက out of position တွေမှာနေရာယူတဲ့ပုံစံလေးညနေကျွန်တော်အနေငယ်ဟို compare လုပ်ပြီးဆွေးနွေးကြည့်ခြင်းတယ် Edu Mares ကရော Arteta ကိုနှစ်ယောက်လုံးကကျွန်တော် Pep Guardiola ရဲ့တပည့်တယ်အနေနဲ့များတော့ဟိုတွေးခေါ်ယူဆပုံချင်းတူမှာပဲဘလို့တွေးခေါ်ယူဆပုံချင်းတူတာလဲ side back ကစားသမားတွေကို central zone နဲ့ထည့်ပြီးတော့ overload ဖြစ်စေတာပဲဖြစ်ဖြစ် ်ပိုတက်ရှင်နဲ့ရူတေးရှင်းကစားနေတာပဲဖြစ်ဖြစ်အဲ့ဒီအပိုင်းတွေကတူကိုတူတယ်အန်ဒိုမာရက်စ်ကမဲလိုဂူစတို အထဲတဲ့ထဲဆော်တယ်အခုအာတီတာကကလာဖီယိုရီကိုအထဲတဲ့ထဲဆော်တယ်ထဲဆော်တဲ့ပုံချင်းတူပေမဲ့ impact ဖြစ်ပုံချင်းမတူဘူးဘာကြောင့် impact ဖြစ်ပုံချင်းမတူလဲဆိုတော့ကစားသမားတွေမှာရှိတဲ့ ability ကြောင့်မတူတာမဲလိုဂူစတိုကဒီ physical bit အရင်မကောင်းသူ့ရဲ့ strength ဖြစ်တဲ့ ability ဒီ power speed တွေကောင်းမဲ့ เนาะဒါမှမဟုတ် agility တွေကောင်းမယ်ဒါမဲ့လို့ကူတိုရဲ့အားသာချက်တိုးတော့အဲ့ဒီ ability တွေကပွင့်လင်းပြောရင်တော့အထဲတဲ့ဝင်ဆော့တဲ့အခါအရင်သုံးမွင်သူက touch line တွေကနေဆွဲပြေးပြီး cross ball တွေပေးတာပဲပိုကောင်းလိမ့်မယ်ဒီနေရာမှာ color fury ပိုတာသွားတာ azuri ဖြစ်တယ် pingo ဘောလုံး idea ကောင်းတဲ့အရက်တွေသားလာတယ်ဒါပြင် physical bit ကလည်း melo goose တို့ထက်ပိုကောင်းတယ်နီးစနစ်ပိုင်းလည်းပိုပြီးတော့ပိုင်နိုင်တယ် ော့ Disney Byte မှာဘလုံးပေးပို့မှုတွေပါတယ်အတူပေးတာတွေအရှိပေးတာတွေ Color Fury ကပုံမြင်တယ်ပို့ပြီးတော့လဲပေးပို့နိုင်တယ်ဒါပြင်နေရာ live ဖြည့်ပေးတာပေါ့နော်သူတို့ free roll ပေးထားပေမဲ့ဒီတိုင်း shout free roll ဆိုပြီးတော့ live ဆော့တာတော့မဟုတ်ဘူးကိုယ့်ရဲ့ teammate ကို live ကြည့်ရတယ်ကိုယ့် teammate ကဘယ်နားရောက်နေလဲအရှိရောက်နေရလားအေးအရှိရောက်နေငါအဲ့နာကိုဝင်ဖြည့်ပေးမယ်အနောက်ရောက်နေရလားအနောက်ရောက်နေငါအလဲမှာလူရင်အလဲဝင်ဖြည့်ပေးမယ်ဆိုပြီး ို့အတင်းရဲ့နေရာယူပုံအခြေအနေကိုကြည့်ပြီးဝင်ဆော့ပေးရဒီနေရာမှာကလာဖီယိုရီကဆရာကြီးပဲအဲ့ဒီကြောင့်နောက်ပိုင်းပွဲစဉ်တွေမှာလူးစ်ကဲလီအနေနဲ့ကလာဖီယိုရီကိုမကြော်နိုင်တော့တာပါလူးစ်ကဲလီတို့မဲလိုကူစတိုရီကြတော့ဝေါကရိတ်ကိုအားပြတဲ့ကစားသမားတွေပါဝါကိုအခြေခံတဲ့ကစားသမားတွေဖြစ်တဲ့အတွက်ဒီပိုင်းနေမှာဗီရှင်ရအားနည်းမှုရှိတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဘရိုကြည့်လိုက်ကလာဖီယိုရီနေရာယူတဲ့ပုံတွေအများမှအများကြီးဝီလျံဆလီဘာဒီရှေ့ရောက်နေတယ်ဒီနားမှာဘောလုံးထိုက်ခွဲပေးနေတယ် left back ကစားသမားတယောက်ကထားပါတော့เนาะကျွန်တော်ဒီဒီဒီ left back color fury နာမည်ထားပါတော့ left back ကစားသမားတယောက် CBT ရောက်လာတယ် okay ဒီနေရာကို William Saliba ပြောင်းဝင်သွားလာဒီနေရာမှာလူမရှိဘူးလားသူဒီနေရာမှာဝင်ဖြည့်ပေးတယ် DM ဖြစ်တယ်တခါလေကြာရင်အဲ့ဒီ right side နားတောင်ရောက်သွားတယ်အဲ့တလောက်တူနေရာပေါင်းဆုံး light ဖြည့်ပြီးတော့ color fury ကကစားပေးသွားခဲ့တာဖြစ်ပါတယ်ဒီတော့ကြောင့် Arteta ရဲ့ခံစစ် viewer အခင်းကြီးမှာ color fury ကမထင်မှတ်ပဲလုံးဝ အံ့ဝင်နေတဲ့ကစားသမားတယောက်လို့သတ်မှတ်လို့ရတယ်ကျွန်တော်နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းကဒီ midfield trial ဒီနေ့ပွဲထဲမှာ Arsenal ဟိုပြိသက်တွေမြင်ကျင်တဲ့ပုံတံတန်လေးတချို့တော့ Arteta ကပွဲထွက်လာတယ်ပေါ့နော်ထားပါ Aze Odegaard Declan Rice ပေါ့တိုးတော့ Aze ကတော့လိုအပ်ချက်တချို့ရှိနေသေးတယ်အသင်းလိုက်ဟန်ချက်မှာလိုက်ပါစီးမျောမှုအားနေနေသေးတယ်သူ့ရဲ့ကန်ချက်ကတဆင့်ထွက်လာတဲ့ဘောလုံးကို Rice ကပိတ်သွားတယ်ဆိုပေမဲ့ ကျွန်တော်စိတ်ကြိုက်ဆိုရင်တော့ Martin Zubimendi, Declan Rice, Martin Odegaard ပုံစံအလှဆုံးပဲအဲ့တော့ Odegaard အနေနဲ့လည်းဒီနေ့ပွဲစဉ်မှာကောင်းမွန်မှုတွေအများကြီးရှိခဲ့ရမယ်ဒူးကိုတိသွားတာတော့အနည်းငယ်စိုးရင်စရာကောင်းတယ် Summer Valley ကိုဖြတ်တားတဲ့အချိန်မှာ Summer Valley ရဲ့ပြေးနှုံးကဒီလိုပြေးတယ်တက်တက်ပြေးတာသူကဒီလိုဖြတ်တားတော့ဒူးကိုခါထွက်သွားတာပဲပြီးတော့ဆက်မကစားနိုင်တော့ဘူးပေါ့နော်ဟိုနည်းနည်းကစားကြည့်သေးတယ် နာလာတဲ့အချိန်မှာလူသားပြောင်းလဲမှုလုပ်လိုက်ရတယ်။အဲ့တော့ Odiget Dudenya ကလည်းဘလို့ဆက်ဖြစ်မလဲ။နောက်ဆက်တွဲသတင်းတွေကိုလေ့လာဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့နောက်ဆုံးအနေနဲ့ဖြစ်ဆွဲပြောချင်တာသူတို့ရဲ့ခန်းစစ်ကစားပုံအရွေ့တွေပေါ့နော်။ခန်းစစ်ဆိုတဲ့နေရာမှာကိုဘောလုံးမရှိတဲ့အချိန် press တာဆပြီးတော့မိတိခန်းစစ်ဆွဲဆောင်ရင်မဆိုဒါ defensive action တွေဝင်တယ်။အဲ့တော့ပြိုင်ဘက်အသင်းကဘောလုံးကိုဒီ channel ကနေတစ်ဆင့်ယူလာပြီးပဲထားလိုက်တော့နော်။အဲ့ချိန်ကျရင်ကျွန်တော်ဘူကာယိုဆာကာ ူကနာမည်မပြောတော့ဘူးဗျာကျွန်တော် win forward တွေပဲထားလိုက်တော့ win forward တွေမြည်သူမဆိုအားလုံး side midfielder တွေဖြစ်သွားပြီ side midfielder နဲ့ win forward နဲ့ judy function ချင်းမတူဘူးအဲ့တော့ side midfielder ဖြစ်သွားတဲ့အတွက်ကြောင့် तू ကခန်စစ်စင်ကူဘူးအတွက်အသင့်နေတာပထမဆုံး side back ပဲအဲ့တော့ပထမ side back ဒုတိယ side back နှစ်ယောက်အေးအဲ့ဒါပါလိုရဲဆိုရင်ကျွန်တော် declarize ပါထပ်ဖြည့်တယ်၃ယောက်ဖြစ်သွားအောင်အဲ့ကြောင့် channel တွေမှာပါလုံးဝ ပြိုင်ဘက်အသင်းတွေအားပြုတ်မယ်ဆိုရင်အာဆနယ်အသင်းကိုအားပြုတ်ပြီးကစားလို့မရတော့တဲ့အခြေအနေဖြစ်သွားတယ်တကယ်လို့စန်ထရယ်ဇုံနဲ့ဝင်တိုးမယ်ဆိုရင်လည်းကလာဖီယိုရိုလိုကစားသမားမျိုးတွေဒီအလေတဲတိဝင်ပေးတယ်အဲ့တို့ကြောင့်စန်ထရယ်ဇုံမှာလည်းကြက်တယ်အာဆယ်ကိုဂိုးသွင်းရခတ်တယ်ဆိုတာအဲ့တို့ကြောင့်ပါတယ်ဒါအပြင်တချို့အသင်းတွေကဆက်ပီးစ်တွေကနေအားပြုတ်တတ်တယ် အဲဒါမှမဟုတ်လေအမြင်ဘောတွေကနေဂိုးရဖို့အတွက်เนาะအမြင်ဘောတွေကနေပြန်ကြလာတဲ့ second ball တွေကိုတွင်းဖို့အတွက်အားပြုတတ်တယ်။ဒါဆိုရင်လည်း Arsenal တွေကအကောင်းဆုံးကစားထားနိုင်တဲ့အတွက် Arsenal တွေရဲ့ခံစစ်သည် area ball ပြောမလားဒါမှမဟုတ် sub play တွေပြောမလားအ between the lines တွေတဲကပေးမဲ့ through pass တွေပြောမလားတူးချင်းတယောက်ချင်းကျွမ်းကျင်မှုတွေနဲ့ channel တွေကလုံးမဲ့ cutting side တွေပြောမလားအကောင်းဆုံးထိန်းထားနိုင်တဲ့ခံစစ်ဆွမ်းဆောင်ရင်မျိုးရှိနေပါတယ်။ဒီတော့ကြောင့်ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းသည်တိုက်စစ်ခံစစ်ဆွမ်းဆောင်ရင်မျှတသွားတဲ့ West Ham အသင်းကို အတားအသီးယူပြီးအနိုင်ယူခဲ့ခြင်းဖြစ်ပါတယ် international break မတိုင်ခင်မှာအာဆနယ်အသင်းက EPA အမှတ်ပေးစရာအဆင့်တနေရာမှာရောက်ရှိခဲ့ပြီဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးတွေမှာနားကျင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်